တကွာဒီစိုက်ပျိုးခြင်းတွေအတွေ့မြင်နေရမလို့ပဲဖောက်ပုံးတွေကိုအုံပြုပြီးစိုက်ပျိုးလို့ရပါတယ်ပထမဆုံးစိုက်ပျိုးမဲ့တကွာမျိုးစိတ်တွေကိုရေစိုးအဝတ်တစ်ခုထဲမှာအညောက်ဖောက်ပေးထားလိုက်ပါတုံးရကြော်လောက်ဆိုတကွာစိတ်လေးတွေမှာအညောက်လေးတွေထွက်ပေါ်လို့နေပါပြီဒါဆိုရင်တော့ပျိုးခွတ်တွေထဲမှာမြေဆီကောင်းကောင်းနဲ့ထပ်မံပြုတ်ပေးထားရပါမယ်စိုက်ပြိုးဖို့အတွက်ဖော်ပုံးတွေကိုပြင်ဆင်ပြီးတဘာဝမြေဆွေးနွားချေဆွေးနဲ့ဇပက်ကွန်တွေကိုတမတော်အောင်ရောစပ်ပေးလိုက်ပါ ပြင်းရင်တော့ဖော်ပုံးတွေတဲကိုအပြည့်ထည့်ထားပေးလိုက်ပါ။ဆယ်ရီကျော်လောက်ဆိုပြိုးပင်လေးတွေကြီးနေပြီးရွှေ့ဆိုင်လို့ရနေပါပြီ။ဒါဆိုရင်တော့ပြိုးပင်လေးတွေကိုနှုတ်ယူပြီးတပုံးကိုလေးပင်စီခန့်ထည့်ဆိုင်ပေးလိုက်ပါ။ပြိုးပင်အားလုံးထည့်ဆိုင်ပြီးရင်တော့ပုံးတွေရဲ့အလယ်မှာအသေးအရွဲ့အကျဉ်းချံတွေကိုထည့်မြုပ်ပြီးရေဆူရွှဲအောင်လောင်းပေးထားလိုက်ပါ။နှစ်ပတ်ကျော်လောက်ဆိုတခွားပင်လေးတွေကြီးနေပြီးနွယ်လေးတွေလည်းရှည်ထွင်နေပါပြီ။အပင်လေးတွေအတွက်တက်ပြီးကြီးထွားနိုင်စေဖို့အတွက်စင်နန်းတစ်ခုကိုပြုလုပ်ပေးထားရပါမယ်။ တလကျော်ကြာတဲ့အခါမှာတော့တခွားပင်လေးတွေဟာနွယ်တွေများစွာရှည်ထွက်နေပြီးအသီးအပွင့်တွေနဲ့ဝေစာလို့နေပါပြီ။ဒါဆိုရင်တော့အသီးတင်စီဖို့အတွက်ဝက်မုံကူပေးရပါမယ်။အဖိုးဝင်းကဝက်မုံလေးတွေအမားပွင့်ပေါ်ရောက်အောင် ထိကပ်ပြီးပေါ်တိုက်ပေးလိုက်ပါ။ရဲအနှဲငင်လောက်ဆိုဝက်မုံကူတာအောင်မြင်တဲ့အတွက်အသီးလေးတွေကြီးလာပါပြီ။ပိုးမွားအန်တရေကနေကာကွယ်နိုင်ဖို့အတွက်ပိုးပြေးစေးရည်ပြုလုပ်ပေးရပါမယ်။ဖြန်မှုတဲ့ကို ရေနှဲငယ်ထည့်ပြီးပကံစည်းစပ်ပြာရည်နဲ့ရောစပ်ပေးပါ။ ရလာတဲ့အရေးတွေကိုတီးကင်းတွေပေါ်ဖြန့်ပေးခြင်းဖြင့်ပူမရီရန်ကနေကာကွယ်နိုင်မှာဖြစ်ပါတယ်။စိုက်ပျိုးပြီးတလာခွဲကြောကြာတဲ့အခါမှာတော့တခွားပင်တွေမှာအသီးတွေများစွာတီးနေပြီးစားမကုန်အောင်ဖြစ်နေပါပြီ။ဒါဆိုရင်တော့ရင်းတဲ့အသီးတွေကိုရွေးချယ်ပြီးကုဆော့စားတုံးလို့ရပါပြီ။မြေနေရမလို့ပဲဖော်ပုံးတွေကိုအသုံးပြုပြီးလွယ်လွယ်ကူကူစိုက်ပျိုးလို့ရတာမို့မိတ်ဆွေတို့လည်းစိုက်ပျိုးကြည့်ကြပါဦးနော်။